ီဇလန်လေးမှာတော့ဘယ်လိုချင်မှထူးဆန်းတဲ့တောင်ကြမှုတွေကိုဒုတစုကဘယ်လိုလက်လံဖော်ထုတ်ကြမလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ဇလန်လေးမစားခင်မှာလိုက်နဲ့ဆက်ခရက်လေးလိုပြီးကြဘူးလေတောက်ဆိုလိုက်ပါတယ်။အားလုံးစီလေးဖြစ်ပြီးဆိုတော့စားလိုက်ကြဆိုပါဇလန်ရဲ့နောက်ကျောင်းရာဇဝင်ကိုလိတ်လာကြည့်တော့ဖျက်ရမှန်ကိစ္စတကူဖြစ်နေခဲ့တယ်ဗျ။2020လောက်ကဈေးကျဘူးကြွားတဲ့ခမောက်ကြီးရက်ွယ်လေးမှာ စေဝင်စားပွဲဖိဖက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဂျာတန်မှာရှိတဲ့ချက်တွေပဲတွေဟာအကြောင်းမရှိပဲအကူနီပါတိတ်ဆုံးနေခဲ့ပါတယ်။တည်တဲ့နေရာမှာလေဒေတိုင်းတည်တာမဟုတ်ပဲတက်ထွာတကောက်ကကိုက်ဖြက်စားပေါက်ထားတဲ့ပိုးစားပုံ။ဒါကအခုမှပြိုးစားခြင်းဖြစ်တာလားဆိုတော့မဟုတ်ဘူးဗျ။ဖိတာကတော့ကြာပါပြီ။ဒါပေမဲ့အခုနောက်ပိုင်းပုံဆိုးလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရဲရဲရဲတာဝါရှိတဲ့တကြီးကနေ တကခုလို့ပို့ဆိုဖြတ်ခဲ့ပါတယ်။ဒါကြောင့်သူကဈာထဲမှာအချက်တွေလာ စားသွားတဲ့အရာကိုတော့ရိုက်သက်တော်အလိုယူစားလိုက်ပါတယ်။အဲအားကြောင့်ဘိုင်းဒလိဆန်ဒေသရေးဌာနကိုဆက်သွယ်ခဲ့ပြီးအကူအညီလှားတောင်းခဲ့ပါတယ်။ငါဟာတော့ကြည်ဆန်ပါ။လိုင်းရင်ကိစ္စကိုတော့တိတ်ထွေထူးပြောစရာမလိုတော့ဘူးထင်ပါတယ်။ဟုတ်ကဲ့ပါဗျ။ဈာထဲမှာတော့ရိုက်သားခေါ်လို့ယူဆရတဲ့ကောင်တကောင်လာပြီးတော့တောင်းချမ်းပွားတယ်ဆိုတဲ့သတင်းရထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်ကတက်နေတယ်လို့ဖြည့်ရှင်းကူညီပေးပါပါအဖိုးကနေစပြီးတော့တရင်ထွေးကျွန်တော်တို့ကိုချက်ချင်းဆက်သွယ်ပါဒီနောက်တစ်ပတ်မှာကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မြို့အောင်စိုးလင်းနဲ့အာခါတို့စံငင်းကြီးတို့ရောက်ဟာဇာကဲပြည့်ဒီနယ်တဝိုက်ကိုဆောက်ကြည့်ခဲ့ကြပါတယ်သူတို့ခြေတစ်ခုကြားတဲ့ဒီလိုင်လံကြီးနေခဲ့ပြီးမြဲဘာတော့ကရဲ့အစားအသောက်တွေကိုမှမတွေ့ခဲ့ရပါဘူးဒါကြောင့်သူတို့လည်းလက်ရှုပ်လိုက်ကရွာလေခုံတန်းလေးမှာအနားယူနေခဲ့ကြပါတယ်အဲ့ဒီမှာအာခါက မနေ့နိုင်တော့ရှိပြီလဲကွာအားလို့ပိုက်စိတ်တိုင်လက်ရှာပြီမဲဘာမှမတွေ့ခဲ့ရဘူးခြံထဲကကြက်တွေကိုအခုလိုလာစားသွားဖို့ထောက်ရင်တော့ဘာကိုဖြစ်နေလို့လဲမဲတို့ရောဘလို့ထင်ကြလဲဒီကောင်ကနည်းနည်းစမ်းနေဟာသူများတွေပြောသလိုကြားတော့မဖြစ်နိုင်ဘူးတခြားသက်တော်တကောက်ဖြစ်မဲကွာငါလည်းမစိစားတက်တော့ဘူးကွာအေးငါလည်းကြားမဖြစ်နိုင်ဘူးလို့ထင်တယ်ဘယ်မှာလဲကြားစီရဘယ်မှာလဲသဲလို့စား အဲ့ဒါတွေတခုမှမတွေးရဘူးလေအဲကောင်ကအတော့ကိုပြင်းရင်လောနေတာမသင်္ကာဖို့တော့ကောင်းပြီဒါဆိုတောကြောင်များဖြစ်နေလောက်မလားလူကြီးတွေပြောတာတခါကြားဘူးတယ်အဲ့လိုတောကြောင်တွေလဲခါတလင်လာရောက်တက်ပြီးတော့တက်တွေကိုခူစားတက်တယ်တဲ့ဒါပေမဲ့အဲ့ဒါလည်းဖြစ်နေခြင်းမရှိပါဘူးကွာတို့ကပြေးချင်းနေကြတော့မှဗတ္တလန်ကိုကြားလဲရပါတယ်အဲ့ဒီတာကအိတ်တန်းဝင်နေကြတဲ့တက်တွေရုတ်တရက်ထားအောင်နေတဲ့အတန်ဖြစ်ပါတယ် အဲ့ဒါပါဘာပန်းကြီးလဲကွာဒါကျက်ဆံပဲကွာတစိုးတယောက်သူတို့စီကိုရောက်လာလို့ဓမ္မကရန်အောင်နေကြတာအာကာမင်းလည်းကြားတယ်မဟုတ်လားငါတို့သွားကြည့်ကြအောင်သူတို့တငငချင်းတွေကနောက်ကမြက်ကင်းတကြီးတဲ့ချွေလန်းပွပွလီပြီးရှောက်လာခဲ့ကြပါတယ်တက်ထွားကြီးနဲ့တိုးရင်လည်းတပန်းသာစီဖို့တွေသူတို့လက်ထက်မှာမေစင်းတဲ့နဲ့တွေအသိကိုက်ဆောက်ထားကြပါတယ်ဒါနဲ့သူတို့ဟာနောက်ခွဲကထူးဆန်းတဲ့လက်တွေကိုလဲလံရှာပေးခဲ့ကြတာပေါ့ အဲ့ဒီကောင်ကဘလို့ကောင်းချင်းတို့ဖြစ်နေမလဲဆိုတာစိတ်ဝင်စားစရာပဲသူတို့လက်ဆောင်ကြရင်လည်းတက်ဆန်လို့ထရတဲ့နေရာတစ်ခုကိုရောက်လာကြပါတယ်အဲ့ဒီနေရာမှာနေကြီးပေါ်၌သွေးခွေကြီးကို တွေ့လဲရပါတယ်ဒါကြောင့်သွေးခွေကြီးကိုစမ်းစစ်ကြည့်လိုက်တော့ကျဲသွေးတွေဖြစ်နေကြောက်ကိုလည်းသိခဲ့ရပါတယ်ဒါကိုတိတ်တော့အာခါရုငယ်ကြီးတို့လည်းရှေ့ဆက်ဖို့ရွေးချယ်လိုက်တာပေါ့ဒါကြောင့်သူတို့ဟာအရှိတ်ကိုဆက်ထွက်လာခဲ့တဲ့ချိန်မှာတော့စိတ်ဝင်စားစရာတစ်ခုကိုတွေ့ခဲ့ရပါတယ် အကောင်ပေါင်းများစွာဖေဆိုးနေတဲ့ကြက်တွေကိုတွေ့ရတာကြောင့်သူတို့လက်ချနေတဲ့တတ္တဝါလည်းသူနေရာနဲ့နေမှာရှိနေမယ်လို့ခံမှန်းလန့်ကြပါတယ်။ကြက်တွေဟာသူ့ရဲ့ကြီးတဲ့မှာဥကလီစာတွေဖက်ပြီးဖေဆိုးနေခဲ့တယ်ဗျာ။အဲ့ဒီကြက်တွေနဲ့တူလူနဲ့တူတဲ့ရေရောင်တစ်ခုကိုလည်းအာကာကတွေ့လဲရပါတယ်။ဒါနဲ့အာကာကလည်းနေရာယူပြီးတော့တေချာလေးစောက်ကြည့်နေခဲ့ပါတယ်။တငငကြီးတွေကိုလည်းစိတ်ချရစေဖို့အတွက်ဝိဇ္ဇသနဲ့တွေအသေးနေထားကြဖို့အချက်ပေးလိုက်ပါတယ်။ ၎င်းရဲ့မှောက်ပြီးကြောင်းအဘိဓေကအရာတွေဟာရှင်းလင်းစွာနဲ့မင်းနေနေပဲဖြစ်နေကြရပါတယ်။အဲဒါကြောင့်အာကာဒီယောအခြေပြီးဖေချာလေးစောက်ကြည့်တော့ထူးခြားခဲ့တယ်ဗျာ။အပေါ်ကအဲ့ဂျင်မွေထားပြီးဘော်ဘီတို့လေးနဲ့တက်ကြီးအိုဘိုးကြီးတယောက်ဖြစ်နေခဲ့။လူတွေထင်နေကြကလို့ကြာကြီးတို့နွားကြီးတို့ဟုတ်မနေခဲ့ပါဘူး။အာကာတို့မင်းစင်းနဲ့တွေ့လျရတဲ့အတိုင်းပဲဒါကလူမလူအစင်ပါ။ထူးထူးကြီးဟာသူ့ဘေကိုအရသာခံပြီးတော့ငုတ်တုတ်ထိုက်စားနေခဲ့ပါတယ်။ ဒါကဘာကြီးလဲအမလေးကြက်တွေကိုအစိမ့်လက်ပက်ပက်စားနေတာကွာအဲ့ဒီဘိုးကြီးကအတန်ကြားတဲ့ချိန်မှာတော့နီနာကိုလိုက်ကြည့်နေခဲ့ပါလေသူတို့ရဲ့ပစက်ထဲမှာလဲကြက်သားအစတွေနဲ့ပွဲတွေစီးကြနေကနှလုံးအော့စင်မဲ့မြင်ပေးတစ်ခုဖြစ်နေခဲ့တာပေါ့လက်ဆက်တက်ကြက်သားတွေကသိတ်ကိုအရာပါဝယ်စားတာတောင်ဒီလောက်စားမသောက်ခိုးစားတာဟာမှပုံပြီးတော့အရာပါရှိတယ် ဟာဒုက္ခပါပဲကွာပုတ်ချိုးတော့တက်တက်မှာဒီလိုတစ်ခါမှမတွေးခဲ့ဘူးဘူးဘယ်လိုလုပ်ကြမလဲအဘိုးကြီးရဲ့မျက်နှာဟာကြောက်စရာကောင်းစွာနဲ့ပဲနေလို့မျက်စံတွေကလည်းဖြူဖွေးနေကြပါလေဒါကိုမြင်လိုက်တော့ဒမိတ်ကြိုက်တဲ့စိုးလေတရားနောက်ပြန်လဲကျသွားခဲ့ပါလေအဲ့ဒါကြောင့်ဘိုးကြီးဟာကြားသွားခဲ့ပြီးတော့သူတို့ကိုမြင်သွားခဲ့ပါလေဒစီကြီးဒစီကြီးခါတို့ကိုတွေ့သွားပြီဘာဆက်လုပ်ကြမှာလဲ အာကားတယောက်ကဒစိဘိုးကြီးကိုကြောက်ကလက်တွေတူပြီးတော့မစင်းတဲ့နဲ့တင်းလိုက်မိပါတယ်။အာကားရဲ့ပြေချက်ဟာလဲမလွဲသွားဘဲနဲ့ဒစိကြီးကိုထိမှန်သွားခဲ့တာမျိုး။မေစေးထိသွားတဲ့ဒစိကြီးကဒေါသထွက်ကသူတို့ကိုအော်ဟေးနေခဲ့ပါလေ။ဒါကြောင့်ပြဇက်ထက်ကကြောက်စရာဆွဲတွေကိုသူတို့လည်းအသေးသားတွေးလိုက်ရပါလေ။အဲဒီနောက်သူ့ရဲ့လက်ထက်ကစားလဲစားချက်ကိုတွေ့ပေပြီးတော့ချိုးဖို့တင်ကြတဲ့ခုံဝင်သွားခဲ့ပါလေ။ဟာ ။သွားပြီ။သွားပြီ။ငါတို့တို့တော့များလိမ့်မရမယ်။သူတို့ဟာဒဇေကြီးထွက်သွားတဲ့ဘက်ကိုလိုက်ကြည့်ပေမဲ့ဒဇေဖိုးကြီးကိုတော့မတွေ့ခဲ့ရပါဘူး။ဒဇေကြီးကိုမတွေ့ဘဲကြံခဲ့တဲ့ခြေရာတွေကိုပဲတွေ့ခဲ့ရပါတယ်။နောက်နေ့မနေ့ကိုရောက်မှာတော့သူတို့တွေ့ခဲ့ရတဲ့ဘိုးကြီးเจ้าကိုရွာတကြီးအားပြောပြခဲ့ပါတယ်။ပြီးတော့လည်းထိုဘိုးကြီးနဲ့ပတ်သက်ပြီးရှာဖွေစစ်ဆေးမှုတွေလုပ်ကြတာပေါ့။အဲ့ဒီဘိုးကြီးရဲ့ပူဇာဟာအသက်အရွယ်ခံမှန်းကျင်တဲ့ဒီရက်ွက်နေမှာစုံစမ်းခဲ့ကြပါတယ်။ ဒီစုစမ်းမှုပြီးမှာတော့ဥသာဒေလို့ခေါ်တဲ့ဘိုးကြီးတယောက်ကြားကိုခြေရခံခဲ့မိပါတယ်။ဥသာဒေဟာအခုလက်ရှိမှာတော့သူ့မြေတွင်နေတူနေခဲ့တယ်ဆိုတာကိုသိခဲ့ရတာပေါ့။ဒါကြောင့်မော်အကာတို့လည်းဥသာဒေစီရောက်လာခဲ့ပြီး မင်းညစ်စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။အိုးအဖြစ်နေပါဘူးရှင်။ကျမဘိုးကစက်80ကျောင်းလူအိုးတယောက်လေပြီးတော့ကျမ်းမာရေမကောက်လို့အေးရတဲ့လဲနေတာနှိမ့်တော်ကြာခဲ့ပြီး သူတို့စကားပြောနေကြတာကိုကျော်တကြီးကလည်းနားထောင်နေခဲ့ပါတယ်။ပြီးတဲ့ချိန်မှာတော့အေးဟုတ်တယ်ကွာ။ဥသာနေဆိုတာအေးရထဲကနေတော့မထားနိုင်တဲ့ဘူးကြီးပါကွာ။အဲ့လိုဘူးကြီးတယောက်ကကျက်တွေကိုစားဖားတဲ့သူဆိုတာခင်းနေချင်းရှိဘူးနော်ငါတို့တို့။အော်ဟုတ်ကဲ့ပါဗျ။ဒါဆိုကျွန်တော်တို့လည်းညတကောက်ဆိုတော့မျက်စိမှောင်မှမြင်တာဖြစ်မှာပါ။ကဲကဲဒါဆိုလည်းရှင်းမရှိပါနဲ့ဗျာ။ပြီးတော့လေတကြီးတို့ရဲ့ဒီပြဿနာကိုဖြေရှင်းမပေးနိုင်ခဲ့တဲ့တို့လေ ကျွန်တော်တို့ဘက်ကတောင်းတမ်းပါတယ်။အာကာတို့ဘက်ဟာနောက်ွယ်ကတရေခါကိုမဖမ်းဆီးနိုင်ခဲ့တာကြောင့်ဒီကနေ့ဖက်ခွာသွားခဲ့ကြပါတယ်။နောက်တဲ့၃ရက်လောက်ကြာတဲ့ချိန်မှာတော့နောက်တဲ့ထူးဆန်းတဲ့တရေတစ်ခုကြားခဲ့ရပါတယ်။အာကာမေးချမိလား။ဗာဒီဆိုတဲ့ဘူကြီးသုံးမြင်တဲ့သူသိုးသွားတာကိုအေကသူ့မိတွေတောင်မသိလိုက်ဘူးတဲ့ကွာ။တိတ်တော့အဲအော်စီယံရှိပါဘူးကွာ။အဲ့ဒီဘူကြီးကဘာလဲဆိုတော့ဘူး ငါတို့တွေ့ခဲ့ရတာပဲငါတို့မှတက်တယ်မရှိလို့သာတော့ပေးခဲ့ရတာလေအဘိုးကြီးသာတင်စိုးသွားတာနဲ့ပတ်သက်ပြီးလေဂျွာသားတွေကောလာဟာလာ ပြောနေကြပါတယ်သူဟာဇာမန်နံပါတ်ဖြစ်နေတဲ့ဘိုးကြီးမဟုတ်ပဲမကောင်းဆိုးဟာလနာဘွားတွေဝေပိုးခံနေရတယ်အဘိုးကြီးလို့ဆိုပါတယ်သူရဲ့ပြုံမှန်ကိုလူတချို့ကတိတ်သွားခဲ့လို့သူ့ကိုယ်တွေကတစေဟာဖျက်ပြေးသွားခဲ့တာဖြစ်ပါတယ်တကယ်တော့ထွက်ပြေးသွားတာမဟုတ်ပဲနေရာပြောင်းသွားခဲ့တယ်လို့ဆိုရမှာပါ အဘိုးကြီးသားတွေကိုတကြိုးတဲ့ချိန်မှာလဲမိစေကဖြစ်ဖို့ကောင်းတဲ့ຢာတစ်ခုကိုတွေးခဲ့ရပါတယ်။အဲ့ဒါကတော့အာကာတို့ပြနေတဲ့မိစေတနဲ့ကြီးစားเจ้าသူ့ရဲ့ရင်ဝါမှာဒါယာမာယုတွေရှိနေခဲ့ပါတယ်။အဘိုးကြီးသားတွေကပိတ်ဆုံးသွားခဲ့ပြီမဲ့တက်တွေကတော့ထည့်ပြီးတော့တက်ဖြက်စားကနေခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဘိုးကြီးခေါ်တဲ့ကတစေကခန္ဓာအဟောက်ကိုဆော့ခွာပြီးတော့နောက်ထပ်ခန္ဓာတစ်ခုလည်းဝေရောက်ပူကက်နေခဲ့လို့ပါ။အခုချိန်မှာတော့ အဘွားကြီးတယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ပူးကန့်နေပြီးတော့ရွာမှာရှိတဲ့ကြက်တွေလည်းအစားကနေရဆဲပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့ကတော့ဒီလောက်ပါပဲဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။